မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ20ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနေအဆုံအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသေးတယ်။ ဒီကနေ့မနက်6:00ခွဲအချိန်မိုးလေဝသကြိုးတုံးမှာဖမ်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အသက်တမတိတ်နှုတ်ထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ပဲခူးတိုင်းဒေသကြီးနဲ့အေယာဝတီတိုင်းဒေသကြီးတို့မှာမိုးတိမ်တာများပြတ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီကျွေခြင်းစားတဲ့မိုးလိုပတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တရစ်ပြုနိုင်မယ့်အကြံပြုပါတယ်ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိတ်အထင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။အပူပိုင်းမုံတိုင်းဖန်ရှင်ချိန်နေတဲ့တွင် ဒီကနေ့မနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုက်တာချက်များအရာဖလော့ပိုင်းပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟောင်းအနောက်မြောက်ဘက်သို့ရွှေ့လျခဲ့ပြီးတောင်တရုတ်ပင်လယ်ပြင်သို့ရရှိခဲ့ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်ဟောင်းအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျနိုင်ပြီးနောက်24နာရီအတွင်းအကောင်နဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိတ်အနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာတိတ်အသက်တမတိတ်နှုတ်ထက်နေပါတယ်မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းအသင်တင်ရှိပါမယ်လိုင်းမြင်မှာမြမကန်ယူတဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာလေးပေမှာ၆ပေခန့်ရှိနိုင်ပါတယ်ဒီကနေ့ညနေတိခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းအေရဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတန်းနေသားကြီးတို့မှာနေရာစစ်စိမ်စကားတန်းနေသားကြီးအချက်ပိုင်းမန္တလေးတန်းနေသားကြီးနေပြီးတော့ပဲခူးတန်းနေသားကြီးရန်ကုန်တန်းနေသားကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနေကချင်ပြည်နယ်စကားတန်းနေသားကြီးအောက်ပိုင်းမကွေးတန်းနေသားကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမုထချုံရပါမယ်နေပြည်တော်နဲ့ဤတို့အတွက်ဒီကနေ့ညနေထိမိုးလုပတာအချိန်ဤခံမှန်းကြမှာနေရာကွက်ကြားမုထချုံရပါမယ် မြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြောင့်မိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြောင့်မိုးထစ်ချုံရွာပါမယ်။ အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခက်မှန်းချက်များအနေနဲ့ကတော့တရင်သားရီတိုင်းဒေသကြီးမှာမိုးပိုလာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။